င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့အသေးအတွက်အရှင်အတွက်မင်းအောင်လိုင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်ကစစ်ကောင်ဆောင်မင်းအောင်လိုင်းရုရှားနိုင်ငံရှင်ပြည်နီမှာမေလ9ရက်ကကျင်းပတဲ့20ပြည်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ Victory Tree ကိုတက်ရောက်ခဲ့တဲ့သတင်းတွေတွေ့တော့ဆွေရီမျိုးတွေအပြင်ဒေါ်ကျူကျူလာရဲ့အစ်စ်တော်ဗိုလ်ချုပ်ကြီးရဲ့ကတော်တွေကိုပါခေါ်သွားတာတွေ့လိုက်ရပါတယ် ကတော့အသည့်ဆက်ဆက်လေးညှိနှိုင်းကုတ်ကဲရင်မူကြီးရည်လေးပို့ချုပ်ကြီးကျော်စွာလင်းရဲ့ဇနီးဒေါခင်မေဆိုလဲရုရှားခီးစင်မှာပါဝင်သွားတာတွေ့ရပါတယ်ဒါအပြင်ပို့ချုပ်ကြီးမမောင်ဤဇနီးနဲ့ပို့ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီးဒေါနီလာတို့လည်းလိုက်ပါလာပါတယ်ဒေါ်ဂျူဂျူလာကလက်ဆောင်ထက်တဲ့အမျိုးသမီးဆိုတော့သူ့ရဲ့အချစ်တော်ပို့ချုပ်ဂရော်ရီကိုချီးမြှောက်တယ်လို့အဲ့ဒီဂရော်ရီရဲ့ယောက်ျားတွေကိုလည်းယာရုအတက်မြန်ကြပါတယ်ပို့ချုပ်ကြီးကျော်စွာလင်းကတော့စစ်တိုက်ဆရာမလို့တဲ့ညှိကွတ်ယာရုကိုအနှင်းခံရသူဖြစ်ပြီးသူဟာစစ်ကောင်စီကောင်ဆောင်မင်းအွန်လိုင်းစစ်တပ်ကအနာယူ ဝင်တက်ချုပ်ဖြစ်လာနိုင်ရသူဆိုပြီးတရင်ပြင်းနေသူဖြစ်ပါတယ်ဒူချုပ်ကြီးပိုချုပ်ကြီးစိုးဝင်းကတော့အခုတက်ချုပ်ရာသူကိုမရဖို့များသွားပါပြီစစ်ကောင်စီခေါင်းဆောင်ကတော့ဒေါ်ကျူကျူလာနဲ့အတူသူတို့ရဲ့ရှင်ရင်ကိုစဉ်းစားတဲ့အခါမှာသူတို့နှုံးနဲ့နီးစပ်တဲ့သူတွေကိုပဲအနာဝန်းရံထားဖို့အမြဲစူးစမ်းနေကြတာတွေ့ရပါတယ်ဒါကြောင့်လေမြန်မာစစ်တပ်ကမင်းအောင်လိုင်းပုံသွင်းထားတဲ့မင်းအောင်လိုင်းရဲ့လက်နက်ကင်တပ်ဖြစ်နေပါပြီ ဥနေဝင်ခေတုံးကလည်းဒီလိုပဲဥနေဝင်ရဲ့လက်ကင်ဒုတ်တက်ဆိုပြီးခေါ်ခဲ့တာရင်းရှိတဲ့စစ်ကောင်ဆောင်မြန်အောင်လိုင်းကရွေးကောက်ပွဲကိုဒီနှစ်အကုန်မှာလုပ်မယ်ပြီးရင်သူရဲ့တမရလုပ်မယ်ဆိုတာကိုသူရဲ့ယုံကြည်ရတဲ့ဗိုလ်ချုပ်ကြီးတွေကိုသတင်းပေးပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သူမှရန်သူတွေဝိုင်းနေတယ်၊သူဟာစစ်ရှုံးနေတယ်၊စစ်ရှုံးနေသူတယောက်နေနဲ့ဒီလိုမဟာအောင်ပွဲကြီးခန်းနာမျိုးကိုတက်တာတော့အမိအမောက်မတဲ့မျက်နှာပြောင်တိုင်းအဆက်မဲ့တဲ့လုပ်ရက်တစ်ခုပါပဲ။တော်လိုင်းလက်နက်ကင်တက်တွေကအသာစီရခဲ့တယ်။သူမှစိန်ခေါ်မှုတွေချင်းချမှုတွေရှိနေတယ်ဆိုတာကိုလည်းသူသိပါတယ်။သူရဲ့ ရုရှားပြန်ရုရှားတင်နန်းစဉ်ပုံလေးတွေကတူတိကျနာတွေတူလုချင်နာတွေပြည်ရင်းရေးပြည်ပဆက်ဆံရေးတွေကိုဆောင်ရွက်ပြီးနေရတာဖြစ်ပါတယ်။တရားဝင်ခန့်ထားတဲ့ဝင်ကြီးတွေကတကယ်တော့အာဏာရှိသူတွေမဟုတ်ပေမင်းအွန်လိုင်းရဲ့လီယိုဝက် ကက်ဘိနက်ကတကယ်အာဏာရှိတာဖြစ်ပါတယ်သူရဲ့လူယုံတော်တွေပူပူနွေးနွေးခံထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေဗိုလ်ချုပ်ကြီးတွေနဲ့စကားဝိုင်းထိုင်ပြီးဆိုရင်တော့စစ်ကောင်စီကောင်းဆောင်ပြောတဲ့စကားတွေထဲမှာမြမလင်းတရင်စာမှာနေစဉ်ဖတ်ရတဲ့သူရဲ့မိန်ကုံးနေနေတော့မတူပါဘူးငါတို့ကအသေးအထွက်လည်းဖြစ်နိုင်တယ်အရှင်ထွက်လည်းဖြစ်နိုင်တယ်မင်းတို့ငါတို့ပြင်ဆင်ထားရမယ်ဆိုတဲ့စကားကိုအမြဲလူလူပြောလို့ရှိပါတယ်ဒီလိုပြောတာကိုသုံးသပ်ကြမယ်ဆိုရင်တော့မင်းရောင်လိုင်းကအသေးအထွက်လည်းဖြစ်နိုင်တယ်ဆိုတဲ့အတွေးမျိုးသူကိုယ်တိုင်မှရှိရဲဆိုတာပေါ်ပါတယ်ဒီလိုပြောတတ်တာကိုလည်းမင်း ရောင်လိုင်းနဲ့အတူအစည်းဝေးထိုင်မှုတွေအရှိရရဲ့ပတ်သက်ကနေပြီးတော့ပြန်နှံလာတာပါမင်းရောင်လိုင်းကသူ့အတွက်ကျိုးစင်လားလှုပ်ချက်သက်ဖြတ်ခံရတာလားတမရဖြစ်မှလားစတဲ့အတွေးတွေကနေ့စဉ်စိုးမိုးနေနိုင်ပါတယ်သူအာနာသိမ့်မယ်ဆိုတော့ပရောဟိတ်များစကောလာပေါက်ဆာများခရိုနီများကအကောင့်မြင်နိုင်ငံစီဝါရေးပေးတဲ့အတွက်ပြီးအခါပေးခဲ့ပေမဲ့လေဒီနေ့မှာတော့တိုင်းပြည်ရရစရာမရှိအောင်စုပ်ပြက်မွေးတွေသွားပြီးကိုသူနဲ့အတူသူရဲ့လူဝဲကက်ဘိနက်ဖွဲ့ကတည်ပါတယ် ဒါပေမဲ့မိုင်လုံးကြည့်ပြီးစက်မိုက်နေကျင်တာဖြစ်တဲ့ဒီနှစ်အကုန်မှာရွှေကောက်ပွဲလုံးမယ်ဆိုရင်အတင်းကြော်ညာထိုးပြီးမင်းရောင်လိုက်ပြောနေရတွေကတော့သူဟာသမရဖြစ်ရလူဆက်ယူထားဖို့ကိုကြံစီနေတာပဲဖြစ်ပါတယ်။ဒါဟာတန်တရားရှိစရာမလိုတဲ့အချက်ပါ။ဒါကြောင့်ပြည်ရင်ရဟာပြည်တွင်းမှာပါရှိရလို့အမြဲကြွေးကြော်ခဲ့တဲ့သူကမော်စကိုခီးစင်မှာပောက်ဖော်ကြီးတွေနဲ့တောမကြွမ်းမင်းတို့ရဲ့ရုပ်သိမ်းရုပ်ကလေးတယုံလို့ဖြစ်သွားခဲ့ရတာကိုတွေ့ရပါတယ်။ပြည်ပအားကိုပစိန်ရောဘသူလဲပေါ်ရှင်းပါတယ်ပောက်ဖော်ကြီးတွေနဲ့ပြားလိုက်တော်လာတောမကြွမ်းမင်းကြီးတို့ရဲ့အကူအညီနဲ့ဆက်ပြီးမိုက်တွင်းနဲ့ ေုံမှာကတော့မင်းရောင်လိုက်မဲဖြစ်ပါတယ်။သူနဲ့တူလူရန်ကစစ်ပိုတိုင်းနဲ့ခရိုနီတွေကတော့အာနာနဲ့ကိုဂျိုးစည်းဝါတီတန်အောင်ဆက်ပြီးတိဆောက်ကြမှာပါ။ဒါပေမဲ့ဒါဟာဘလောက်ခံမလဲမင်းရောင်လိုက်ကအသေးထွက်လာအရှင်ထွက်လာဆိုတဲ့မိကွန်းကတော့တက်ထဲမှာမင်းနေတဲ့မိကွန်းပဲဖြစ်တယ်လို့ရေးသားထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့စေအုပ်စုမှလီတက်ကိုတုံပြီးရုပ်ပြက်စင်ပြက်ခုခံနေရပုံဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အဆိုပါခေါင်းစဉ်နဲ့စစ်တပ်ဘက်မှဘက်ပြောင်းကိုလွန်လာသူတအုပ်က ARD အင်္ဂလိပ်ပိုင်းမှာရှိတာတင်ပြခဲ့ပုံကိုပြန်လဲကောက်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်။တ စိန်ကစတန်ဒတ်အာမေကြီးလိုဂုံဖော်အမောတင်ခဲ့တဲ့ဆဲအုပ်စုကအခုတခါတူမီတနတ်တွေနဲ့စတင်တွန်းလှန်လာခဲ့တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကိုနိုင်ငံအာဏာများတလဟောထုတ်တောင်းပြီးလေတပ်အင်အားများတောင်းပြီးခုခံကာကွယ်နေရတဲ့အဖြစ်ရောက်လာနေပြီဖြစ်ပါတယ်။၎င်းတို့အသက်ဆက်နိုင်ဖို့အတွက်မရှိမရှိမဲ့တိုင်းပြည်ဗန္နာတွေတုံးဆွဲပြီးလူမှုကိုနှိမ့်ဆင်လို့တပ်ဖြတ်နေကြတာကိုလည်းလူမှုအဖို့လက်ပိုက်ကြည့်နေုံကလွဲပြီးဘာမှမတန်နိုင်ဘူး။လူမှုတော်လိုင်းရဲ့အစောပိုင်းကာလတွေတွင်မင်းအောင်လိုင်က၎င်းတပ်တွေကိုအထင်တကြီးနဲ့ကြီးတက်အပြင်ချိန်မုန်းနိုင်မယ်လို့ယုံကြည်ခဲ့ ပြီးလေကြောင်းပစ်ကူကိုခွင့်မပြုဘဲတင်းခံနေခဲ့တယ်။ဒီအနေအထားကိုမင်းတပ်တိုက်ပွဲအတွင်းစတင်တည်တာလာခဲ့တယ်။စစ်ရင်တပ်ကိုခြုံကုန်တိုက်ခိုက်ခံရစဉ်အတွင်းစစ်ကောင်စီတပ်တွေကအချိန်မလဖြစ်လာလို့လေကြောင်းမှပစ်ကူပေးဖို့တောင်းဆိုခဲ့တော့လေခွင့်မပြုဖျို့ဖျဲနဲ့စုခွာထွက်ပြေးသွားကြတယ်။တခြားနေရာတွေမှာဒီလိုတပ်တွေတဖြည်းဖြည်းပြီးနေရတဲ့ဖြစ်ကိုကြုံလာတဲ့အခါမှာမင်းအောင်လိုင်ကတိုက်လေနေတုံးဖို့စဉ်းစားလာခဲ့တယ်။လေကြောင်းပစ်ကူကရှေးပေါ်ခြေနေတွေဖြစ်တဲ့စစ်စခန်းတွေကိုကိုကိန်းစခန်းတွေနဲ့လင်းရင်စခန်းများခြုံကုန်တိုက်ခိုက်ခံရမှုတွေကိုကာ ခွင့်ရန်သာခွင့်ပြုထားတာဖြစ်တဲ့ဒီလိုခွင့်ပြုချက်ရဖို့လေအထက်အစင်စင်ကိုခွင့်ပြုမိတ်တောင်းခံခဲ့ရတယ်။သက်ဆိုင်ရာစစ်တိုင်းမှုတွေကစေအုပ်စည်းချုပ်ကြီးထံတင်ပြပြီး၎င်းမှတစဉ်မင်းအောင်လှိုင်ထံထပ်မံတင်ပြရတယ်။မင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်ရမှသာစေအုပ်စည်းချုပ်ကြီးကကာကွယ်ဦးစည်းချုပ်လေထံတောင်းဆိုရတယ်။အစောပိုင်းကာလတွေကမင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်မရဘဲလေကြောင်းမှတိုက်ဆိုင်နိုင်ခြင်းမရှိတယ်။ပို့ဆောင်ရေးအတွက်ရဟန်းရင်များသုံးနိုင်ဖို့လည်းအလားတူပဲဖြစ်ပါတယ်။မင်းအောင်လှိုင်အစည်းအဝေးခန်းနဲ့ရောက်နေစဉ်ထီးတင်ရတရားကြီးနေစဉ်များမှာစ ောင့်ကြည့်နေရတာနှောင့်နှေးကုန်နေ င်းအောင်လိုင်းကဘာသာရေးခန်းနာတစ်ခုတက်ရောက်နေစဉ်နဲ့ကြုံရင်၎င်းဖို့ကုသိုလ်လုံးနေခိုင်တက်ဖြစ်ရမယ်အမိမျိုးမပေးကြလုံးနှုတ်ပိတ်နေတတ်ပြန်နေတခါဆိုးဝင်းကစစ်မြေပြင်အစီရင်ခံစာကိုလက်ကကင်ပြီးလေချောင်းပြစ်ကူပေးဖို့မင်းအောင်လိုင်းထံကိုတိုင်ကိုကြတော့ရောက်တောင်းခံချိန်မှာမင်းအောင်လိုင်းကဖျားသိမ့်သမုတ်တဲ့အခိုင်နဲ့ကြုံနေလို့ထုံးစံအတိုင်းနှုတ်ဆိတ်နေပြီးစစ်စကန်းလက်လွတ်ခဲ့ရတယ်။ဆိုးဝင်းဒေါသပုံဌာနရာကိုကြားရတဲ့အခါလေချောင်းပြစ်ကူအတွက်ဆိုးဝင်းကိုတိုင်အချိန်ယူဖို့လွှဲပြောင်းပေးခဲ့ရတယ်။နောက်ဆုံးမှာတော့အချိန်အရေးအတွက်များလာလို့ဆိုးဝင်းမှသည်တိုင်မှုများခွေ ွင့်ပြုပေးရတဲ့အစဉ်ဖြစ်လာခဲ့တယ်။တိုင်မှုများခွင့်ပြုချက်ပေးနိုင်အောင်စစ်တိုင်းဌာနချုပ်တီအတွက်တွဲပေးထားတဲ့လေတပ်ဒုတိယပုံမှုကြီးအစဉ်ရှိသူကကင်တွယ်စီစစ်ပေးရတယ်။မင်းအောင်လိုင်းဖို့က အရက်ဖတ်ပြမှတ်များကိုတိုက်ခိုက်ခံရတိုင်းတိုင်းမှုများကိုလွှဲချပြီးရနေတယ်။အခုအခါချီနီရီပူဆိုးလာလို့ချီမြန်တက်မဌာနချုပ်မှတက်မမှုအစင်တော်တိုင်းရိုက်တောင်းဆိုပိုင်ခွင့်ရလာတယ်။မဟာဗျူဟာများစီရေးစီမံချက်တွေနဲ့စစ်စင်ရေးတွေဆင်နွှဲလာတဲ့အခါရီမှာတော့ဒုတိယကာကွယ်ဦးစီးချုပ်လေဒက်စေဦးစီးချုပ်နဲ့ကြီးရည်လေးစစ်စင်ကိုကိန်းမှုအရာရှိတွေပါဝင်တဲ့ပူရက်စစ်စင်ရေးကိုကိန်းရေးယုံမှသာတောင်းခံခိုင်ခွင့်ရှိနေပါတယ်။လေကြောင်းမတက်ခတ်မှုတွေအတွက် short 130 KA နဲ့ FTC 2000ကိုတောင်းပြီးစစ်စင်ရေးတွေအတွက် GF SMD MIG 29 F7 တို့ကိုအတံပြူလေးရှိတယ်။အဲ့ဒီလေယာဉ်နဲ့မလုံမလောက်ဖြစ်လာလို့ဝိုင်းတွဲတည်ယူပို့ဆောင်ရေးလေယာဉ်ကိုတိုက်ခိုက်ရေးဖက်မှာတုံးဖို့ပြင်ဆင်မုံမှန်ခဲ့ကြတယ်။ဒီလေယာဉ်နေနဲ့ဘုံတွေကိုစစ်သားတွေကလက်နဲ့ကင်ပြီးပစ်ချရတယ်။အလားတူပဲပါရာမော်တာကစက်တက်လေးဒီနေနဲ့လိုက်ပါပြီးဘုံတွေပစ်ချပြန်တယ်။အဓိကလေတက်အခြေဆိုင်စကန်တွေကမကွေးတတအုပ်နေပြီးတော့တောင်ငွေနဲ့မော်ပြီးတော့မှရှိပြီးမိတိလာရှမ်းတဲမှာလေတက်တင်တန်းကြောင်းရှိတယ်။အကျန်းဖက်စက်တက်မှအတုံးပြူထားတဲ့ဘုံတွေကပြည်တွင်းမှာထုတ်လုပ်ခြင်းဖြစ်တဲ့ဘုံသေးစားတွေကိုစ င်တဲရှိကပ္ပစာ၃အကြီးစားတွေကိုစိတ်ဖြူမျိုးမှမိုင်30กว่าရှိကပ္ပစာ21မှာထုတ်လုပ်တယ်။ဒီဒေသတွေကအခုချိန်ထိစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်ပြီးပုံမှန်ပို့ဆောင်ဖြန့်ဖြူးနေဆဲပဲဖြစ်တယ်။စစ်တပ်ကအဲ့ဒီဘုံတွေနဲ့ကြောက်ဖြူပုံပေါ်နဲ့တောင်ခန်းတိုက်ပွဲတွေအတွက်အထူးအားထားအသုံးပြုနေကြပါတယ်။ဒါအပြင်စကိုင်းနိုင်ဒေသကြီးအတွင်းရှိလူလူကိုကြီးလန့်စားစားဖြစ်အောင်အရက်ဖက်ပြမတ်တွေကိုတမင်တကာရှိရွယ်ပြစ်ခတ်နိုင်ဖို့အတွက်လည်းအသုံးပြုနေကြတယ်။အထူးသဖြင့်အင်းတော်ကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်ပို့ပြီးတော့တိုက်ခိုက်လာတယ်။အခု ုတကာအဲ့ဒီတိုက်ခိုက်မှုတွေအားလုံးအတွက်စိုးဝင်းဦးဆောင်တဲ့ပူရဲစစ်စင်မှုကုတ်ကဲရေးဌာနချုပ်မှမဟာဗျူဟာမြောက်စစ်စင်ရေးဆိုကကြီးကြပ်နေတာပဲဖြစ်ပါတယ်။ နောက်ထပ်တပုံးနေနဲ့ရှန်ကုန်မှာစစ်မှုထမ်းခိုင်းဖို့အသက်မပြည့်သေးတဲ့ចောင်းသားမောင်ထက်ဝင်ရပါဝင်လူငယ်နှောင်းကိုစစ်သားဖြစ်ရောင်းစားခံရမှုစစ်တပ်လော်ဘီများဝန်ခံပြီးလဲကူးမှလည်းလူစားတို့စစ်မှုထမ်းများအယောင်းဝယ်လုံနေတဲ့ចောင်းတင်ဆက်ပေးပါမယ်။ရှန်ကုန်မြို့မှာစစ်မှုထမ်းခိုင်းဖို့အသက်မပြည့်သေးတဲ့ចောင်းသားမောင်ထက်ဝင်ရပါဝင်လူငယ်များကိုစစ်သားဖြစ်ရောင်းစားခံရမှုတွေရှိနေကြောင်းစစ်တပ်လော်ဘီတွေကဝန်ခံပြောဆိုလိုက်ပါတယ်။မေလ23ရက်နေ့စစ်တပ်လော်ဘီနောင်တော်ကလေးလောက်ကိုင်းနေတဲ့မြန်မာ National Post Telegram Channel မှာတက်စင်ကွန်းချန်ကုန်မြို့ နဲ့ပကောက်ချင်းရွာအုပ်စုပရုံစောချင်းရွာမှာကြောင်းသားမောင်ထဝင်းရံနဲ့မောင်မိုးချင်အောင်တို့နှစ်ဦးရှန်ကုန်မှာတွားရောက်အလုံးလုံးရာမှာစစ်မှုရန်တပ်သားများဖြင့်ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်းမိဘဆွေမျိုးများနဲ့တွေ့ဆုံမိမြန်ပြီးထုတ်ပြန်ထားပါတယ်။အေပီလ29ရက်နေ့ကွန်းကြံကုန်းမြို့နဲ့ပကောက်ချင်းရွာအုပ်စုပရုံစောချင်းရွာမှာ စနတန်းကျောင်းသားမောင်ထပ်ဝင်ရနဲ့အကိုဖြစ်သူမောင်မိုးချင်အောင်တို့ကရန်ကုန်မှာအလုတ်သွားလို့ဖို့ထွက်သွားခဲ့ကြောင်းအဲ့ဒီနောက်မေလာဆိုင်ရမှာလူချောင်းကစစ်စေးမင်းမြန်ရန်ရှိရလို့ဆိုပြီးဖမ်းဆီးသွားရပြီးရမဲတင်စစ်တပ်လေးချင်းကြီးကြောင်းကိုပို့ဆောင်ခံလိုက်ရကြောင်းသိရပါတယ်။ ဦးထေးအောင်ရဲ့သားမောင်ထက်ဝင်ရက17တန်းဖြစ်ပြီး17တန်းတက်အမယ်သူပါနောက်တောင်းကမောင်မိုးချင်အောင်လို့ဖြစ်ပါတယ်ကျောင်းသားကစစ်မှုရန်နဲ့မသက်ဆိုင်သေးပါဘူးအသက်22နှစ်အရွယ်တဦးကလည်းနိုင်ငံတော်ကစင်ခေါ်စာရီဘာရီမရသေးဘူးဒါကြောင့်ပြန်လဲအနှင်းစီကြမှာတယ်ပြည်သူစစ်မှုတန်ဖိုးရောင်းစားခံလိုက်ရတာခေါ်စာလည်းမရောက်သေးပဲလက်စားချင်းကိုခံလိုက်ရတာပါကျောင်းသားကသူ့အကိုနဲ့ကျောင်းပိတ်တဲ့အချိန်လေးမှာရှန်ကိုအလုတ်သွားလို့မယ်ဆိုပြီးတော့တက်သွားတာရမဲတင်းလေးချင်းကိုရောက်နေပြီးလူ၅ယောက်၆ယောက်လောက်ကဘယ်သွားမလို့လဲစစ်စေးစရာရှိရဲဆိုပြီး ခေါ်သွားရကနေရှောင်းစားခံလိုက်ရတာလို့ဖုန်ကြီးဥပညာဝန်သားကစစ်လော်ဘီ channel မှာတဆင်မိန်ကြားပါတယ်အလာဒူရန်ကုန်တိုင်းလဲကုမြို့နယ်ပူရင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးမြို့သိန်းကလူစားတို့စစ်မှုရန်တပ်သားအယောင်ဝင်များလှုပ်ဆောင်နေရရှိကြောင်းဒေသခံပြည်သူတွေကပြောကြားပါတယ်ပူရင်ကလေးကျေးရွာမှာအုပ်ချုပ်ရေးမှူးမြို့သိန်းကပွဲစားတွေအပြင်စည်ရကွင်းကျေးရွာနေတန်းလိုင်းအောင်ခိုင်မိုးတို့ကိုစီလုပ်ပြီးပဲခူးတိုင်းနဲ့အေရီတိုင်းတို့မှလူငယ်များကိုအလုံရမယ်လို့ဆိုပြီးလိန်ခေါ်ပြီးလူစားတို့စစ်မှုရန်တပ်သားတစ်တွေအပြင်အယောင်ဝဲလုံနေခြင်းဖြစ်ကြောင်းသိရ ပဲ။အုတ်ကြီးမျိုးသိန်းကအီယာရီတိုင်းနဲ့ပဲခူးတိုင်းမှလူငယ်တွေကိုပွဲစားတွေလွတ်ပြီးလိန်ခေါ်နေပါတယ်။အလုံရမယ်ဆိုပြီးလူစားတို့စစ်မှုထမ်းတပ်သားတွေအဖြစ်ဆက်တက်ထဲကိုရောင်းစားနေတာပါ။လိန်ခေါ်တဲ့လူငယ်တွေကိုလူစားတို့ဖြစ်စစ်မှုထမ်းမယ်လူငယ်ရဲ့မှတ်ပုံတင်တွေနဲ့အပြောင်းလဲလုပ်ပြီးဆက်တက်ထဲထဲတာအကုန်ပေါင်းစားနေကြတာလို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားသူကပြောပါတယ်။ဒါအပြင်ရှန်ကုန်တိုင်းလှဲကုမြို့နယ်ဘိုးရင်ကလေးကြီးရွာမှာအုပ်ချုပ်ရေးမှုမျိုးသိန်းနဲ့ဖွဲ့ကစစ်မှုကြီးအဖြစ်အိမ်တော်စုတစုလေးငွေကျပ်9000လုံးနဲ့အိမ်တော်စု850ကျော်ထံမှငွေ ွေကြီးများကောက်ခံနေကြောင်းစစ်မှုထမ်းရမယ်လူငယ်များရဲ့မိသားစုထံမှလည်းလူစားတို့ကြီးဖြင့်အနည်းဆုံး15သိန်းမှ7သိန်း30အထိကောက်ခံရရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်